ပြင်သစ်လီဂူဝမ်ချန်ပီယံ PSG အသင်းအားလိပြိုင်ပွဲမှာရှုံးပွဲမရှိအောင်ကစားဖို့ဆုံးဖြတ်ထားပေမယ့်အဓိကအာရုံစိုက်မှုကစံချိန်တွေထက်စူပလာတော်လုံးရယူနိုင်ဖို့လို့နီးပြ Inneris ကပြောခဲ့ပါတယ်။ Inneris ကစံချိန်မတွန်းတီကကျွန်တော်တို့အဓိကရည်မှန်းထားတဲ့အရာမဟုတ်ဘဲစူပလာတွေကသာအဓိကပါ။ Nice အသင်းကိုအရင်နေပြီးချန်ပီယံလိဘိုလူပွဲကိုသွားမယ်လို့တစုံတဦးကအာမခရင်ကျွန်တော်တို့ကိုချက်ချင်းလက်မှတ်ထိုးသွားမှာပါ။ဒါပေမဲ့ဒါကိုဘယ်သူကမှအာမခံနိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ကရည်မှန်းချက်ကြီးမားတဲ့အသင်းဖြစ်ပြီးလိမရှုံးပွဲမရှိအောင်ကစားကစံချိန်တင်နိုင်မဲ့အနေအထားမှာရှိပါတယ်လို့ပြောခဲ့တာပါ PSG အသင်းအားတရားတီပြင်တဲ့လီကူဝမ်ပြိုင်ပွဲမှာပွဲပေါင်း30ကစားထားပြီးရှုံးပွဲမရှိသေးဘဲရမှတ်88မှတ်ရရှိထားတာဖြစ်ပါတယ် PSG အသင်းအားချန်ပီယံလိပြိုင်ပွဲမှာဆီမီဖိုင်နယ်ကိုရောက်ရှိနေသလိုပြင်တဲ့ဖလားပြိုင်ပွဲမှာဘူလူပွဲအဖြစ် Rims အသင်းနဲ့ရှင်မြန်ရမှာဖြစ်ပါတယ် အဲဒါကြောင့် PSG အသင်းအားတရားဒီအတွင်းဆူပလာ၃လုံးစလုံးရရှိနိုင်မယ်အခွင့်အရေးရှိနေတာဖြစ်ပါတယ်။အဲ့ဒီအပြင် PSG အသင်းအားပြင်သစ်လီဂူဝမ်ပွဲစဉ်လက်ကျန်၄ပွဲမှာရှုံးပွဲမရှိအောင်ကစားနိုင်ရင် ပြင်သစ်လီပြိုင်ပွဲမှာတရားဒီလုံးရှုံးပွဲမရှိအောင်ကစားနိုင်တယ်။ပထမဆုံးအသင်းဖြစ်စန်ဂျင်တိတ်ရေးထိုးနိုင်မှာပါ။ PSG အသင်းနီးပြအင်ဒိုရက်စ်ကရာသီကုန်ဆုံးဖို့နှိကက်လာတဲ့အချိန်မှာနိုင်ပွဲရှင်ကိုစက်ထိန်သိမ့်နိုင်ဖို့ကအရေးကြီးတယ်လို့ပြောခဲ့ပါတယ်။ PSG အသင်းအား Nice အသင်းနဲ့ပြည်သက်လီဂူဝမ်ပွဲစဉ်အပြီး၄ရက်အကြာမှာ Arsenal အသင်းနဲ့ Champions League Semi-final ပထမအကြိမ်ပွဲစဉ်ရှင်မြန်ရမှာဖြစ်ပါတယ်။အဲဒါကြောင့် Nice အသင်းနဲ့ပွဲစဉ်မှာကစားသမားတွေကိုအနားပေးဖို့ရှိမရှိမေးမြန်းခံခဲ့ရပြီးအင်ဒိုရက်စ်ကနှိပြတိုင်းမှာကိုပိုင်ဆုံးဖြတ်ချက်ကိုစီရှိတယ်လို့ဖြေခဲ့ပါတယ်။ PSG အသင်းက AP 26ရက်မှာ Nice အသင်းကိုအင်ကွင်းလက်ခံရှင်ပြိုင်ပြီးရင် Arsenal အသင်းနဲ့ Champions League အဝေးကွင်းပွဲစဉ်ရှင်ပြိုင်ရမှာဖြစ်ပါတယ်။